လိုင်းရဲ့အဆမှာတော့ဘာမှမပါရသေးခင်တည်းကမင်းသားလေးရဲ့ကြပြားတွေကိုဖတ်ပြီးရုပ်ဆိုးမလေးအေဗီယာတယောက်ချစ်ကျွမ်းဝင်ကယူသွမှုတွေနဲ့အစားချီလိုလာခဲ့ပါပြီ။အမေမုတ်ဆိုးမကြီးဖမ်းမိသွားတဲ့ခွင်ကြောင့်သူမတို့ညီမနှစ်ယောက်ဟာစလန်ဒီယာတိုင်းပြည်ကတတိကြီးအိမ်ပေါ်ကို ခြေချနိုင်ခဲ့ကြပါတော့တယ်။ထိုတတိကြီးမှာတော့အရန်ချော့တဲ့စင်ဒရဲလာဆိုတဲ့သမီးလေးလည်းရှိပါတယ်။စင်ဒရဲလာရဲ့ပြည့်စုံကြွယ်ဝမှုတွေကိုမြင်ပြီး အားကျနေတဲ့ရုပ်ဆိုးမလေးဟာမင်းသားလေးရဲ့နမ်းမျောစင်ကြီးကိုရုတ်တရက်မြင်လိုက်ရချိန်မှာပဲဟဲမဆောင်နိုင်တဲ့သူမရဲ့အမူအရာတွေကြောင့်အကဲခဲမြန်တဲ့စင်ဒွဲလာဟာချက်ချင်းပဲရိပ်မိသွားပါတော့တယ်။ညစာအတူစားချိန်မှာလေးပဲရုတ်ဆိုးလို့နဲ့အေဗီယာကိုတထေးကြီးကလောင်ပြောင်ရေမောရင်းနဲ့ရုတ်တရက်ဆိုသလိုပဲ ထိုးနေရရင်တထေးကြီးတေဆုံသွားပါတော့တယ်။ဖားခင်စိတ်ကြောင့်အဲ့ရတဲ့လဲနေတဲ့စင်ဒွဲလာကို လာနှစ်သိမ့်ရင်နဲ့ တီးလိုက်ရတာတခုကတတိမာအကျွေးတွေနဲ့မွဲနေပြီးရုပ်ဆိုးမလေးတို့တားအမိပုံခုတုံးလောက်လိုက်တယ်ဆိုတာပါပဲတိတိချင်းပဲအမေဖြစ်သူကိုအပြေးလာပြောပေမဲ့နောက်ကျသွားခဲ့ပါပြီတတိရဲ့ပိုင်ဆိုင်မှုတွေကိုလာရောက်သိမ်းဆဲနေကြပြီပဲဖြစ်ပါတယ်ထို့နောက်မှာတော့ရုပ်ဆိုးလွန်းလို့မှန်ကြည့်လိုက်တိုင်းစိတ်ဆင်းရဲနေရတဲ့ area ဟာအရန်ကိုလှကျင်လာပါတော့တယ်နောက်တနေ့မနက်မှာတော့နန်းတော်မှာ မမျော်လင့်ထားတဲ့သတင်းစကားတစ်ခုကသူမတို့အိမ်ရှိကိုရောက်ရှိလာပါတယ်။နောက်လာပြီးမှစ၍လေးညတိတိနန်းတော်ရဲကဝဲကိုတက်ရောက်ဖို့အပြိုစင်များကိုဖိတ်ကြားခြင်းပဲဖြစ်ပါတယ်။ရုပ်ဆိုးမလေးရဲ့ရွှေရင်အစုံတဒုံတုံခုံပြီးမင်းသားလေးနဲ့ตาရနေချောင်းကိုစိတ်ကူးပုံဖော်ကပျော်ရွှင်လို့နေပါပြီ။သူမကအရန်လှကျင်လာတာကြောင့်ပဲအလှပပြုပြင်နေဆရာဝန်စီသူမမိခင်ကိုခေါ်ကပွားခဲ့ပါတော့တယ်။အကိုင်အတွဲနူးညံ့လုံးတဲ့ဒေါက်တာက သူမရဲ့နှာခေါင်းရိုးကိုတက်စိန်ကြိုချိုးတလို့ချိုးချပြီးတော့တန်နှာခေါင်းပုံစံသွင်းပေးထားလိုက်ပါတယ်။မိန်းမနဲ့တွဲကားခြင်းနဲ့အပြိုစင်များကဆုဝေးပြီးတော့အကလေးကျင့်ချပြီးရဲ့နောက်မှာတော့အကခေါင်းဆောင်ဆရာမကြီးကပင်နိုင်အကမင်းနဲ့အရန်အကမင်းဆိုပြီးလူရွေးချယ်ကမိန်းမနဲ့တွဲကားဖို့အခွင့်အရေးရမယ်လို့မျှော်လင့်ချက်တွေပေးလိုက်ပါသေးတယ်။စ조사တော်လေးပဲရုပ်ဆိုးလုံးနဲ့အေဗီယာမှာတော့ဘယ်နေရာမှာမှအခွင့်အရေးအပေးမခံရပဲ။ ခွဲခြားဆက်ဆံခံနေရပါရယ်။အင်ရောက်တော့လေသူများစားတယ်လို့မစားရပဲဝေးချရမယ်ဆိုပြီးအစားလျှော့စားရပါရယ်။သမင်းစားဝိုက်မှာတော့ဖားကင်ဖြစ်သူရဲ့ရုပ်အလောင်းကိုပတ်စံမရှိလို့အေဗီယာဟာမင်းသားလေးနဲ့လက်ထပ်ပြီးမှတကြိုပေးမယ်ဆိုလို့စင်ဒရဲလာဟာစိတ်တူပြီးထားထွက်သွားပါရယ်။အပြင်ထံလေးကျင့်နေကြတဲ့စင်ဒရဲလာ အပြိုစင်တချို့နဲ့အတူဒုတိယအဆင့်ကိုအေဗီယာဟာ နောက်ဆုံးနေရာကနေတက်လန်းသွားနိုင်ပြီဖြစ်လို့သူမစိတ်ကူးတွေဟာတပြေးပြေးကြီးထွားလို့လာပြန်ပါတယ်။ခေါင်းဆောင်အကာမင်းသမီးနေရာမှာဘသူအစမ်းကားပြမလဲလို့စိန်ခေါ်လိုက်တော့အေဗီယာလည်းသူမကားပြနိုင်ကြောင်းလက်ထောင်လိုက်တာအထင်သေးစွာနဲ့ပဲသူမကိုရှေ့ထွက်ကခိုင်းပြီးအရှက်ခွဲလိုက်ကြပါတယ်။နောက်နေ့ညီမနှစ်ယောက်အပြင်ထွက်အနားယူနေရင်းမှအေဗီယာကသူမရဲ့ညီမဖြစ်တဲ့သူကိုလှုပ်ဝှက်ချက်တစ်ခုပြပြမယ်။ အမင်းကိုပြန်မပြောဘူးဂတိတောင်းခံလိုက်ပါတယ်တန်ကောင်ဥရေကိုမြိုချပြီးသူမစားသမျှတွေကိုထိုတန်ကောင်တွေကအစားယူစားပြီးမှဖြစ်လို့ဘလောက်စားစားဝမလာတော့ကြောင်းပြောပြလိုက်ပါတယ်သူမမဖြေစေးလဲရှိပါတယ်လို့ပြောလိုက်တော့ညီမဖြစ်တဲ့သူကထိုလောက်ရက်ကိုသဘောမတူအားကြောင့်စိတ်ဆိုးပြီးထွက်သွားပါတော့တယ်အရန်လှကျင်နေတဲ့အေဗီယာကတော့ဘယ်အရာကိုမှကယူမဆိုင်နိုင်ပဲတန်ကောင်ဥရေကိုမြိုချလိုက်ပါပြီး ထိုနေရာမှာပဲတော်ကစားထွက်နေတဲ့မင်းသားလေးကိုအရှင်လက်လက်မြင်ခွင်ရလိုက်ပြီးမင်းသားလေးစီမှာယွန်စရာကောင်းတဲ့မိန်ကလေးလို့ပြောကြားခြင်းကိုပါခံလိုက်ရပါသေးတယ်။စိတ်ညစ်ညစ်နဲ့ပြန်လာနေတော့အရန်တနာစရာကောင်းခဲ့တဲ့စင်ထွေလာမလေးဟာသူမတို့အရင်မြင်ထင်းသမားနဲ့ချစ်ကြွမ်းဝင်နေတာကြောင့်ချစ်ရဲ့လူတတိတူးနေတာကိုအေဗီယာတယောက်အမတ်မတင်မြင်ခဲ့လိုက်ပါတယ်။မိရွေးမကြီးကတော့အပြိုရည်ပြတ်သွားပြီဖြစ်တဲ့စင်ထွေလာကို အပြက်မာလို့ပြောဆိုကရိုက်နဲ့ဆုံးမပြီးမြင်းထင်းသမားကိုလည်းမောင်းထုတ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့အချိန်စေ့သွားပြီဖြစ်တဲ့ Avia ရဲ့တန်နှခေါင်းစွကြီးကို ဖြုတ်ချလိုက်ပြီပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့သူမရဲ့မျက်တောင်တွေကိုပါ အစိမ့်တက်တက်ချုပ်ဆက်လှုပ်လိုက်ပါပြီ။နာကျင်လို့လို့သူမရဲ့အော်တန်တွေဟာစူညံလို့သွားခဲ့ပါတော့တယ်။သူမရဲ့ဝတ်ကြီးပုံကတော့မျက်လုံးတန်ရကြောင့်ဖွင့်မရတဲ့အချိန်မှာပဲဘိုက်ထဲကတန်ကောင်တွေရဲ့စာလောင်မှုကြောင့် ကိုးကြောင်ကိုဝဲထထွက်သွားကစားမေဟန်အပြင်မှာစင်ဒရဲလာရဲ့အကူအညီကြောင့်ပဲအေဗီယာဘိုက်ပြေးသွားခဲ့ရပါတယ်စင်ဒရဲလာကိုတော့အိမ်အလုပ်တွေခိုင်းပြီးအကလေးကြီးရေးစီမလွှတ်တော်တဲ့မိတွေမှကြာအကနီးပြဆရာမကြီးနဲ့လာရောက်ညှိနှိုင်းပြီးစင်ဒရဲလာနေရာမှာအေဗီယာကိုအစားထိုးဖို့တွန်းအားပေးပါတော့တယ်အေဗီယာကမင်းသားလေးကိုဘလောက်ထိယူသွတ်ဆွဲလန်းနေလဲဆိုတာအနီးကပ်နေနေတဲ့စင်ဒရဲလာအသိဆုံးပဲဖြစ်ပါတယ်တန်ကောင်ဥရိမျိုးချထားတဲ့အကျိုးဆက်တွေကတော့ ပွဲနီးလာလေလေပိုလို့ပြင်းထန်လာပြီးသပင်တွေကိုတိတိတသားကြွကြလို့နေပါတယ်။အကြီးအကျယ်စိတ်သက်ကြနေတဲ့ AVR ကိုအမေဖြစ်တဲ့သူကလက်ဆောင်အနေနဲ့ဈေးကြီးပေးရပြီးအဖိုးတန်လို့နဲ့ပွဲထက်အိမ်ကြီးလေးကိုပေးလိုက်တော့အရန်လှပတော်လေးပဲကြွကြကုန်တဲ့သပင်တွေအစားသပင်အတုလေးပါထပ်မံပေးလိုက်တဲ့အခါ AVR တယောက်ပျော်ရွှင်သွားပါတယ်။သူမရဲ့ပျော်ရွှင်မှုဟာခဏတာပဲခံလိုက်ပါတယ်။တန်ခေါင်ဥရရဲ့တောင်းတကြကြောင့ ခိုးပြီးထစားနေတော့မှာပဲကပွဲတက်ဖို့ပြင်ဆင်နေတဲ့ဆင်လွှဲလာကိုတွေ့သွားပြီးအကြီးအကျယ်ဒေါသတွေထွက်ကလူရဲ့ဆွဲဖြက်စည်းနေတော့မှာမိခင်ဖြစ်သူဟာရောက်လာပြီးတားဆီးလိုက်ပါတယ်။ဝမ်းထဲကပုတ်တိုးပြီးလောက်ထွေတက်နေတဲ့အဖေဖြစ်သူရဲ့အလောင်းကြီးဘင်းနာမှာထိုင်ငုံနေတဲ့ဆင်လွှဲလာလေးဟာအိမ်မောကြသွားတဲ့ချိန်မှာတော့သူမရဲ့မိခင်ဟာရောက်ရှိလာပြီးကဝဲတက်ဖို့ဝစ်စုံနဲ့လိုအပ်တာတွေပြင်ဆင်က ပြောပြပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းကဝဲတက်ဖို့ အရန်ကိုလှပြီးဖြစ်နေတဲ့ area လဲအစင်းသေးဖြစ်လို့နေပါပြီ။နန်းတော်တွေကအပြိုစင်များစွာနဲ့အလှဲ့ကျမိတ်ဆက်နေတော့မှ အရန်ကိုလှနေတဲ့ area နဲ့တွဲကကျင်တဲ့ယောက်ျားများစွာလဲရှိလို့နေပါတယ်။ area ကတော့သူမရဲ့မင်းသားလေးကိုသာအယုံရှိနေပါတယ်။မင်းသားကိုခေါင်းဆောင်နေရာကနေကပြခွင့်ရတဲ့ area ကတော့ဒီညမှာအလှဆုံးဖြစ်လို့နေတယ်။မင်းသားရဲ့စူးရှတဲ့အကြည့်တွေနဲ့ပါအကြည့်ခံနေရချိန်မှာ အစွမ်းကုန်ကပြနေပါတော့တယ်။နောက်ဆုံးမင်းသားလေးရဲ့တွဲကားခွင့်ရဖို့မင်းသားလေးကိုယ်တိုင်ရွေးချယ်လိုက်တာကတော့တချိန်ကအရန် ရုပ်ဆိုးခဲ့တဲ့ Elvia ပဲဖြစ်ပါတယ်။ Elvia ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်နေပြီဖြစ်လို့ကြည်နူးစွာမင်းသားလေးနဲ့ကနေချိန်မှာပဲရုတ်တရက်ရောက်ရှိလာသူလေးကတော့ဆင်တွဲလာဖြစ်နေပြီးတော့ Elvia ဟာပြစ်ထားခဲ့ခြင်းကို ခံလိုက်ရပါတော့တယ်။ထိုချိန်မှာပဲသူမရဲ့ bike ကတန်ကောင်ဥရေဟာထားဖောက်လာပြီဖြစ်လို့ သူမကဝဲကနေထွက်ပြေးပြီးအန်နေချိန်မှာမိခင်ဖြစ်သူရောက်ရှိလာပြီးတော့သူမကိုတတိကပ်ဖို့ပြောကမင်းသားကိုမရရင်တခြားတတိသားကိုရအောင်ယူဖို့ပြန်ခေါ်လာခဲ့ပါတယ်။စင်ထွဲလာတဲ့မင်းသားဟာပျော်ရွှင်စွာကနေကြချိန်မှာပဲအဖေဟာလည်းတခြားယောက်ျားနဲ့တွဲပြီးကနေရပါတယ်။ဆယ်နှစ်နာရီတိတိအချိန်ကိုရောက်လာချိန်မှာတော့ကဝဲကနေစင်ထွဲလာဟာထွက်ပြေးသွားပါတော့တယ်။ နန်းတော်ထဲမှာတော့စင်ထွေးလာရဲ့ဖက်နဲ့တစ်ဖက်ဟာကြံရစ်ခဲ့ပါသေးတယ်။ဒါကိုသိတဲ့ Avia ဟာအိမ်ဝေးရောက်ချင်းမှာပဲကြံတဲ့ဖက်နဲ့တစ်ဖက်ကိုစင်ထွေးလာစီကနေလှုပ်ယူပါတယ်။သူမယူလာတဲ့ဖက်နဲ့တစ်ဖက်က အလွန်သေးငယ်နေရာကြောင့်ကြံမိကြံရကြံကမင်းသားလေးကိုလက်ထပ်ဖို့သူမရဲ့ခြေချောင်းတွေကိုသူမကိုယ်တိုင်ပဲခုတ်ဖြတ်လိုက်ပါတော့တယ်။နာကျင်လွန်းလို့အော်ဟစ်လိုက်တဲ့အတန်းကို မိခင်နဲ့ညီမဖြစ်သူကကြာတော့သူမရှိကိုရောက်ရှိလာကြပါတယ်။ ငါအိုက်ဖနက်နဲ့တော်ရမယ်လို့ညင်းညူနေတဲ့ area ကိုခြေထောက်မှားဖြတ်လိုက်မိတာတီတော့ကြံတခြားကိုပါမိခင်ဖြစ်သူကိုယ်တိုင်ခုတ်ဖြတ်လိုက်ပါတော့တယ်အချစ်ကြီးလုံးတဲ့ area မှာတော့သူမနာကျင်နေရတော့မင်းသားလေးကိုပဲတတိယလို့နေပါတယ်နန်းတော်မမင်းသားလေးကဖနက်တော်တဲ့သူကိုလိုက်လံရှာဖွေရမှာတော့ခြေနှချောင်းလုံးပြက်ပြီးဒဏ်ရာရနေတဲ့ area မှာနာကျင်မှုဝေဒနာကိုဂရုမပြုတ်နိုင်ပဲစင်းပြေဟာချော်ကြပြီးလေကားမှပြုတ်ကျသွားကား သူမပြုပြင်ထားတဲ့နှကောင်းနဲ့ကိုယ်ကောက်တွားလဲကျူရုပ်ပြက်စိမျက်နဲ့မထနိုင်တဲ့အချိန်ကြားလိုက်ရတာကငါမင်းသမီးလေးကိုရှာတွေးပြီးဆိုတဲ့အတန်ပါပဲမကြည့်ရနိုင်တော့တဲ့ညီမဖြစ်သူမှာတော့ဖြေစေးကိုတောင်းပြီးသူမရဲ့အမဖြစ်သူကိုတိုက်လိုက်ပါတယ်ပြီးတဲ့နောက်ပန်ကောင်တွေကိုဆွဲထုတ်ပြီးနာနာကျင်ကျင်နဲ့အန်ချခိုင်းလိုက်ပါတယ်ရဆလာတဲ့သူမမိခင်ရဲ့အနာကနေလေညီမဖြစ်တဲ့သူဟာအေဗီယာကိုခိုးပြီးခေါ်ထုတ်သွားခဲ့ပါတော့ ပေးတော့လေပေးတိုင်းပြန်မရတာအချစ်လို့ခေါ်ပါသလားပြိသက်ကြီးကွန်မန့်ပေါက်လေးမှာဖြည့်သွားပေးကြပါအောင်ရှင့်နောက်ထပ်ဗီဒီယိုလေးနဲ့ကျမတို့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်နော်